အားလုံးပဲမင်္ဂလာပါထိုင်းနိုင်ငံမှာအခုဆိုရင်ဆွေဆီးတွေတက်ပြီးရင်တက်လို့ဆွေတချက်သားကိုပတ်9000ကျော်ကိုရောက်ရှိလို့နေပါပြီဆွေဆီးတွေတက်တာနဲ့အတူဆွေဆိုင်ကိုဝင်ပြီးဆွေဝဲသလိုနဲ့ရွှေလူပြည်တဲ့အမှုတွေကလည်းများလာပါတယ်ဒီတစ်ခါမှလည်းထိုင်းနိုင်ငံရေရောင်းမြို့မှာရှိတဲ့ကုန်တိုက်တစ်ခုတည်းကဆွေဆိုင်တစ်ဆိုင်ကိုထိုင်းနိုင်ငံသားအသက်25နှစ်အရွယ်အမျိုးသားတဦးကည9နာရီအချိန်လောက်မှာဆွေဝဲမလို့ပုံစံနဲ့ဆွေဆိုင်ထဲကိုဝင်လာပါတယ်ဆွေဆိုင်ကိုရောက်တော့ဆွဲကြိုးတွေတောင်းကြည့်တာတော့ငါးချက်သားကြိုးတွေကိုသာ တောင်းကြည့်ပါတယ်။သူ့ပုံစံကလည်းပုံမှန်ဆွေလွယ်နေတဲ့သူတွေလို့ပုံမှန်မဟုတ်ပဲကနာမငိမ့်ဖြစ်နေပါတယ်။ ဲ့ဒါကြောင့်ပဲသူ့ဘီနာမှာရှိနေတဲ့အသက်50နှစ်အရွယ်ဆွေဝယ်နေသူဦးလေးကြီးတယောက်ကလည်းအဲ့ဒီပုံမှန်မဟုတ်တဲ့လူကိုတတိထားမိနေပါတယ်ဒီလိုနဲ့ခဏအကြာမှာတော့အဲ့ဒီကနာမငင်ဖြစ်နေတဲ့လူကဆွေဆွဲကြိုးတွေကိုလုပြီးပြေးပါတော့တယ်အဲ့ဒီအချိန်မှာပဲဘီနာမှာဆွေဝယ်နေတဲ့ဦးလေးကြီးကလည်းပြမှုကျူးလွန်သူကိုလိုက်ဖမ်းပါတော့တယ်ပြမှုကျူးလွန်သူကအပေါ်ကိုတက်နေတဲ့ဆက်လီကားဘော့ကိုတက်ပြီးဆင်းပြေးပါတယ်အဲ့ဒီအချိန်မှာပဲဆက်လီကားစီးပြီးအပေါ်ကိုတက်လာတဲ့လူတယောက်ကပြမှုကျူးလွန်သူထွက်ပြေးလို့မရအောင် ကာထားလိုက်ပါ တယ်။အနောက်ကနေလည်းဆွေဆိုင်ကနေလိုက်လာတဲ့ဦးလေးကြီးနဲ့ပစ္စည်းပို့သမားတယောက်ကလည်းပြင်မှုကျူးလွန်သူကိုဝိုင်းဖမ်းထားလိုက်ကြပါတယ်။ပြင်မှုကျူးလွန်တဲ့သူကဆွေဆိုင်ကိုမလာခင်ရဲစေးတင်တဲ့အနေနဲ့မြင်းစေးတလုံးလဲစုခဲ့တယ်လို့သိရပါတယ်။ရွှေလူပြေးတဲ့သူကိုတော့ပြင်မှုကျူးလွန်တဲ့အတွက်တရားစွဲထားလျက်ရှိပါတယ်။ထိုင်းနိုင်ငံရောက်ကျွန်တော်တို့မြန်မာနိုင်ငံသားတွေအားလုံးဘေးအန္တရာယ်တွေကင်းပြီးအလုပ်ကိုင်တွေအဆင်ပြေကြပါစေလို့ကျွန်တော်ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ။